်မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမင်းအွန်လိုင်းကစိုးဝင်းကိုအရေးပါသောအစိုးရဝန်ကြီးဌာနဆိုင်ရာအမျိုးသားစစ်ကော်မတီများနဲ့ဗဟုကော်မတီများမှဖဲထုတ်စစ်ဘက်ဆိုင်ရာလဲစိုးဝင်းစာကြောစွာလင်းကိုအထူးကဆုံးဖြတ်ခွင့်တာဝန်များပေးဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ အကြံဖန်စစ်ကောင်းဆောင်မေအောင်လိုက်ကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားစင်ကော်မတီများနဲ့ဗဟုကော်မတီများမှဖိတ်ထုတ်လိုက်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရှင်းပြပြောဆိုချက်နဲ့စစ်တပ်ကထုတ်ပြန်ထားသော ပြန်တမ်းများအရသိရှိရပါသည်။ ဒူလိုင်လ31ရက်နေ့စေုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကဆိုရသည့်ပုံစံပြန်လည်ဖွင့်စည်းရာတွင်ရခိုင်ကဆိုဝင်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားစင့်ကော်မတီနှင့်ပဟုကော်မတီများတွင်ဆိုဝင်ကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ပေမင်းအောင်လိုင်းနှင့်နိုင်ငံတော်ဝင်ကြီးအဖြစ်တာဝန်ပေးခံရသူညူစောတို့ကသာအဓိကဥဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်း နိုင်ငံအတွက်အရေးပါသောအမျိုးသားစင်ကော်မတီနှင့်ဗဟုကော်မတီ73ခုထပ်မံတဲ့တွင်စိုးဝင်းကိုဖိတ်ထုတ်လိုက်ကြောင်းသိရှိရပါသည် ရခိုင်ကစုံဝင်းကိုဥဆောင်သူဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဘန်နာယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လိုင်ကဩက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးညိုစောကိုဒုတိယဩက္ကဋ္ဌဖြစ်ခန့်ထားပြီးစုံဝင်းကို လုံးဝထည့်သွင်းဖွဲ့စည်းခွင့်မပြုတော့သည်ကိုတွေ့ရှိရပါသည်စုံဝင်ဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးရန်နေစီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြင့်၎င်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီတွင်လည်းဝင်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းလေယာမြေနှင့်အခြားမြေများတင်ဆက်မှုပြန်လည်စစ်ဆေးရေးကော်မတီတွင်လည်းညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကြကြသောအသေးစားအငယ်စားနှင့်အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဆင့်ကော်မတီတွင်လည်း မင်းအောင်လိုက်ကဥက္ကဋ္ဌမြို့စောဒုတိယဥက္ကဋ္ဌဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖိတ်ထုတ်လိုက်ကြောင်းစက်မှုလုပ်ငန်းနဲ့စက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမြို့စောကဥက္ကဋ္ဌဖြစ်၎င်းမြမအထူးစည်းဝါးရေးဆောင်ဆိုင်ရာ စီမံခန့်ခွဲရေးဗဟုအဖွဲ့တွင်မြို့စောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှာလုံးဝပါဝင်ခြင်းမရှိတော့ပေတို့ရတွင်အုတ်ချုပ်ရေးရန်များအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားသည်ကိုတွေ့ရှိရပြီး ဂုံတူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစစ်စေးရေးဘွဲတွင်ဇော်ဝင်းကိုနိုင်ကဖြစ်၎င်းနေဆက်ဒေတာနှင့်တိုင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်ဇော်ဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်၎င်းမင်းအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားပါသည်အလားတူစေဘက်ဆိုင်ရာစီမံခန့်ခွဲရေးများမှလည်းကြည်ရည်လေးညှိနှိုင်းကုတ်ကဲမှုဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားသဖြင့် ဇုံးဝင်းမှာစစ်ဘက်ရေးရာနဲ့စည်ရေးဆိုင်ရာစီမံခန့်ခွဲမှုမှာလည်းလုတ်ပိုင်ခွင့်နည်းလာကြောင်း သိရှိရပါတယ်။စစ်ဘက်ရောအရက်ဘက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနည်းလာတာတွေ့ရပါတယ်။ဒါကနှစ်ဦးကြားမှာအဆင်မပြေလို့ဆိုတာတက် တက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ဒူချုပ်ရဲ့ဩဇာနဲ့အာဏာကျဆင်အောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။တန်းခိုင်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒူဗိုလ်ချုပ်ကြီးတွေမှလည်းဒူတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ဒူတက်ချုပ်ရဲ့လူတော်တော်များများစစ်ဘက်ရောအရက်ဘက်မှာပါနေရမရတာများပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကတုံ့သက်ပြောဆိုပါတယ်။ 2024ခုနှစ်ဩဂုတ်လတွင်မှလည်းမင်းအောင်လိုက်ကညိုစောအောင်လင်းတွင်နှင့်ရဲဝင်းဦးတို့ကိုဗိုလ်ချုပ်ကြီးရှာသူများတွုံးမြေပေးခဲ့ပြီးနောက်ဒုစစ်ခေါင်းဆောင်စိုးဝင်းရုံကန်းကို၎င်း၏ပေးခြင်းကအခမ်းနေရာတွင်မထားတော့ပင်အခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စေခဲ့ပါသည်။မူလကဒုစစ်ခေါင်းဆောင်စိုးဝင်းစေယုံမှရုံကန်းနှင့် တမရအိမ်တော်ရှိ စစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးခန်းတို့မှမင်းအောင်လိုင်းနဲ့ခန်းချင်းဘေးကရက်မှာထားရှိခဲ့ခြင်းဖြစ်တော်လဲ2024ခုနှစ်ဩဂုတ်လတွင်စုံဝင်စစ်ရုံးမှရုံးခန်းကိုအောက်ထပ်တော်၎င်းဒုတိယဥက္ကဋ္ဌရုံးခန်းကိုတမရအိမ်တော်မှဒုတိယတမရအိမ်တော်ရုံးခန်းတို့၎င်းမင်းအောင်လိုင်းကအတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရပါသည် ကျေးအနာသိမှုနဲ့ပြည်သူလူထုကိုတက်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအဖြစ်ခဲ့ရစေရေး NCA စာချုပ်ရက်ဆိုင်ပြီးစက်ကူစုပ်တစ်ခုဖြစ်ရောက်ရှိဟု KNU CNF PNL ABSDF NSP နဲ့ NDU တော်လှန်ရေးတပ်များကကြေညာတဲ့သတင်းကိုတင်ဆက်ပါမယ်။ မြန်မာနိုင်ငံတွင်ဆေးအာဏာသိမ်းထားခြင်းနှင့်စစ်တပ်ကတည်သူလူထုကိုတပ်ဖြတ်နေခြင်းကြောင့်တနိုင်ငံလုံးအပြစ်ခက်ရစေရေး NCA ကျုံးမှရက်ဆိုင်သွားပြီးစက်ကူစုပ်တစ်ခုဖြင့်ရောက်ရှိသွားပြီးဖြစ်ကြောင်းကရင်အမျိုးသားစီယုံ KNU ချင်းမျိုးသားတပ်ဦး CNF PNL, ABSDF, NSP နဲ့ NDU တော်လှန်ရေးတပ်များကယနေ့စုပေါင်းထုတ်ပြန်ကြေညာပါတယ်။ တိုင်းရင်းသားနှင့်တွန်လိုင်းရေးတပ်ဖွဲ့၆ခု၏ယနေ့ထုတ်ပြန်ကြေညာသောကြေညာချက်တွင်အချက်၆ချက်ပါဝင်ပြီးအဓိကအားဖြင့် NCA စာချုပ်လုပ်ငန်းစဉ်များရပ်ဆိုင်သွားပြီးစစ်တပ်ကပြုလုပ်မည့် NCA စနစ်ပြည့်အခမ်းအနားသို့ ASEAN ကုလသမဂ္ဂနှင့်နိုင်ငံတကာတန်တမန်များတက်ရောက်ခြင်းမပြုရန်တိုက်တွန်းထားပါသည်မြန်မာနိုင်ငံ၏ပြည်ထနာကိုနိုင်ငံ၏နိလန်းဖြင့်ဖြည့်ရှင်းနိုင်ရန်ရည်ရွယ်သော KNU CNF ABS DF နှင့် PNL တို့ကအခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း၄ခုနှင့်အတူ တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစေသဘောတူစာချုပ် NCA ကို2015ခုနှစ်အောက်တိုဘာ15ရက်နေ့တွင်လက်မှတ်ရေးထိုးခဲ့ပြီး NNSB နဲ့ NDU တို့က2018ခုနှစ်ဖေဖော်ဝါရီ23ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြောင်း NCA လုပ်ငန်းစဉ်အကောင့်ထယ်ဖို့စဉ်ကာလတွင်မြန်မာစစ်တပ်ကလုပ်ငန်းစဉ်အားလွှမ်းမိုးထိန်းချုပ်ခြင်း၎င်းတို့၏စစ်တပ်ကြီးဆိုရေးမူဝါဒများဖြင့်တစ်ဖက်သက်ပိတ်ဆို့ပြီး NCA သဘောတူညီချက်များကိုအကောင့်ထယ်မဖော်နိုင်ရန်တားဆီးခြင်းများပြုလုပ်ခဲ့သလိုစာချုပ်ပါသဘောတူညီ ချက်များအချင်းချင်းချိုးဖောက်ခြင်းများရှိခဲ့တော်လဲငြိမ်းချမ်းရေးနဲ့အနာဂတ် Federal Democracy ပြည်ထောင်စုတည်ဆောက်ရန်ရည်မှန်းချက်ဖြင့်စိတ်ရှည်တည်ခံနိလန်းရှာဖွေကဒီဇိုင်းမဲ့မဲ့စူးစမ်းခဲ့မှုကြောင့်သဘောတူညီချက်အချို့ရရှိအောင်ချိုးဖောက်ဆောင်ရွက်နိုင်ခဲ့ကြောင်းကြေညာထားပါတယ်။ သို့သော2022ခုနှစ်ဖေဖော်ဝါရီလဆေယနာသိမ့်မှုသည် NCA စာချုပ်၏အနှစ်သာရအခြေခံမူများနှင့်ကြီးမားချက်များကိုပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်ပြီး NCA အကောင့်ထယ်ဖို့မှုလုပ်ငန်းစဉ်လည်းရပ်ဆိုင်းသွားကောဆက်ကူစုံတစ်ခုအဖြစ်ကိုရောက်ရှိသွားစေကြောင်း NCA စာချုပ်ပေါ်ကျင့်ဝတ်ဆောင်ထင်းခြင်းမရှိဘဲအကြိမ်ကြိမ်ချိုးဖောက်ခဲ့သောစေယုပ်စုက ပြည်သူလူထုကိုအင်အားသုံးကပုံစံအမျိုးမျိုးဖြင့်ဖန်စီနှိပ်ဆက်တပ်ဖြတ်လာခဲ့သေးသောမကလေကြောင်းတိုက်ခိုက်မှုများအပါအဝင် ပြည်သူလူထုကိုအကြမ်းဖက်တပ်ဖြတ်မှုများနိုင်စင်ကျွလွန်လျက်ရှိစဉ်တွင်ပင် NC စနစ်ပြေနှစ်ပတ်လည်ပြုလုပ်ရန်ပြင်ဆင်နေသည်ဟုတိုင်းသာလက်နက်ကိုင်နှင့်တော်လိုင်းရေးတပ်ဖွဲ့များ၏စုပေါင်းထုတ်ပြန်ချက်တွင်ရေးသားထားပါသည် စေယုစု၏ NCA အမိခံပြီးပြုလုပ်သည့်ဟန်ပြလုပ်ငန်းစဉ်များနှင့်စေယုစုမှ၎င်းတို့ကိုယ်တိုင်ချိုးဖောက်ခဲ့၍ပြက်ပြဲသွားပြီဖြစ်သော2008ဖွဲ့စည်းပေါ်အခြေခံဥပဒေအောက်မှကျင်းပရန်ပြင်ဆင်နေသည့်အတုရောင်ရွေးကောက်ပွဲတို့သည်ဆက်အာနာရှင်များကနိုင်ငံကိုတသက်လုံးထိန်းချုပ်နိုင်ရေးတရားဝင်မှုရှိရန်ကြိုးပမ်းခြင်းသာဖြစ်ကြောင်းနိုင်ငံ၏အချက်အလက်နှင့်ပြည်သူလူထု၏ဆင်းရဲဒုက္ခများကိုဖြေရှင်းနိုင်မည်မဟုတ်ပေပြည်ပခများသာပို၍ရှေးလျားစေမည်ဖြစ်ကြောင်းထောက်ပြထားပါသည် တီတူလူလူကိုနေစဉ်ပုံကျဲတက်ဖြက်လူငယ်များကိုအတ္တမစစ်မှုထမ်းစေခိုင်းခြင်းများပြုလုပ်နေသည့်စေယုတ်စုဤဟန်ပြလူငယ်စင်များတွင်ပါဝင်ခြင်းသည်မြန်မာနိုင်ငံ၏ဒေတာရင်းမတည်ငြိမ်မှုကိုဖန်တီးနေသည့်စေယုတ်စုကိုထောက်ခံရကြသည့်အတွက် NCA လက်မှတ်ရေးထိုးခြင်း၁၀နှစ်ပြည့်မြောက်ခန်းနာသို့မတက်ရောက်ခြင်းဖြင့်ပြည်သူလူထုနှင့်အတူရပ်တည်ကြောင်းပြသရန် UN ASEAN နိုင်ငံတကာတန်တမန်များကို NCA ကိုလက်မှတ်ကိုယ်တိုင်ရေးထိုးခဲ့တဲ့တိုင်းသားဒေါ်လာရေးတက်များကတိုက်တွန်းထားပါတယ်။ တိုင်းသားဒေါ်လာရေးတက်များအနေဖြင့်ရင်းရှိတည်တံ့ခိုင်မြဲသည့်ငင်းချမ်းရေးဖြစ်ပေါ်စေရေးလမ်းစာဖြစ်သည့်စစ်တပ်ကနိုင်ငံရေးတွင်ပါဝင်မှုမရှိစေရန်ပြည်ပခအတွင် မတရားကျူးလွန်ခံရသူများအတွက်တရားမျှတမှုရှိစေရန် ဖက်ဒရယ်ဒီမိုကရေစီဖွဲ့စည်းပုံခြေကံဥပဒေသေးရေးဆွဲနိုင်ရန်အတွက်တော်လန်တိုက်ပွဲဝင်နေကြတဲ့တော်လန်ရေးအဖွဲ့အစည်းများနဲ့အတူဆက်အာနာရှင်စနစ်ချုပ်ငြိမ်းပြီးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ထူထောင်နိုင်သည့်အထိတန်ိတ်ထန်ချဒီဇိုင်းမမတ်တိုက်ပွဲဝင်နေမည်ဖြစ်ကြောင်းကြေညာထားပါသည်